တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးကိစ္စတိုးတက်မှုရှိရလို့အင်ဖြူရောကဂျာတာရင်းတွေကအချက်ပြပြောကြားလိုက်ပါတယ်အမေရိကန်ကိုမြေရှားတပ်ထုတွေတင်ပို့ရေးကိုအရှိန်မြင့်ပြုလုပ်ရေးအပါအဝင်ကုန်သွယ်ရေးကိစ္စတွေကိုနှစ်ဖက်လုံးကနားလည်မှုရရှိခဲ့လို့အရာရှိတအူးကပြောပါရယ်တနိုင်ငံရဲ့ထုတ်ကုန်တွေအပေါ် အခြားတစ်ဖက်ကမြန်မာရဲ့အခွန်နှုံးထားတွေအပြန်အလှန်ချမှတ်ထားတဲ့အပေါ်ယာယီရှော့ချပေးဖို့ဝါရှင်တန်နဲ့ပေကျင်းတို့ မေလကကျင်းပခဲ့တဲ့ဂျနီဗာဆင်းရဲဝဲအပြီးမှာသဘောတူထားခဲ့ကြတာပါအခွန်မဟုတ်တဲ့အခြားတံပြန်ဆောင်ရွက်ချက်တွေအပေါ်ရှော့ပေးထားရင်လည်းတရုတ်ဘက်ကခရီးပြုခဲ့ပါတဲ့ ဒါပေမဲ့တရုတ်ဘက်ကအဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်နေတယ်လို့အမေရိကန်ကနောက်ပိုင်းမှာဆွဆွဲပြောကြားခဲ့ပြီးမြေရှားတပ်ထုတင်ပို့ရေးအတွက်ပို့ကုန်လိုင်းစင်ခွင့်ပြုရမှာနှောင်းနှေးနှေးကွေးအောင် လုပ်နေတယ်လို့ပြောထားပါဗျ။အခုလအတွက်လန်ဒန်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအပြီးမှာဂျနီဗာသဘောတူညီချက်အတိုင်းဆက်သွားဖို့မူပေါင်းတရက်ချမှတ်ရေးကိုတပြည့်ပြည့်ဆောင်ရွက်သွားဖို့နှစ်ဖက်သဘောတူညီခဲ့ကြပါဗျ။ မရဒေါ်နယ်ထရန့်အဆိုရနဲ့တရုတ်တို့ကဂျနီဗာသဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့မူပေါင်းတရက်အတွက်နောက်ထပ်နားလည်မှုအပေါ်တူညီခဲ့သဘောတူညီခဲ့ကြတယ်လို့အင်ဖီရို အရာရှိက AFP ကိုချက်တာရင်းကြီးကပြောပါရတယ်။တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးဆက်ဆက်တဲ့သဘောတူညီချက်တရက်ကိုအခုပဲလက်မှတ်ထိုးခဲ့တယ်လို့ဝါရှင်တန်မှာပြုတ်တဲ့အခမ်းအနားတစ်ခုမှာထရန့်ကပြောပြီးတော့အသေးစိတ်ကိုရမပြောထားပဲဒီရှင်းလင်းချက်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါရတယ်။ ဘလွန်ဘတ် TV ကိုထရန့်ပြောကြားခဲ့တဲ့မှတ်ချက်စကားရအပေါ်မေးမြန်းတဲ့အခါအမေရိကန်ကုတန်ရောင်းဝယ်ရေးဝန်ကြီးဟောင်းဝက်စ်လူးနက်စ်ကလန်ဒန်ညှိနှိုင်းဆွေးနွေးပွဲတွေကိုညှိညွန်းဖြေကြားခဲ့တာပါထိတ်ဆုံးအစင်ကနေအတီးပြုချက်လိုအပ်တဲ့မူပေါင်းသဘောတူညီချက်ကိုတခုခါလက်မှတ်ရေးထိုးပြီးတော့တစိုက်ခတ်နှိပ်ခဲ့ပြီးဖြစ်တယ်လို့သူကပြောဆိုသွားပါတယ်ခင်ဗျာ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။